ွန်တွန်လိုင်းတပ်ဖွဲ့တွေဖြစ်တဲ့မွန်ပြည်သက်ပါတီဆ ਿਆ နာရှင်တိုက်ဖြတ်ရေး NMSPAD နဲ့မွန်လူမျိုးရေးတပ်တော် MLA တို့ဟာစစ်ကောင်စီကိုတိုက်ထုတ်ဖို့နဲ့ကိုပိုင်ပြန်ထမ်းခွင့်ရှိတဲ့မွန်ပြည်ပေါ်ထွန်းဖို့ရည်ရွယ်ပြီးပေါင်းစည်းခဲ့ကြတယ်လို့ပြီးခဲ့တဲ့မေလ24ရက်နေ့ကထုတ်ပြန်ပါတယ်။မွန်မျိုးသားလူမျိုးရေးတပ်မတော် MNLAAD နဲ့မွန်လူမျိုးရေးတပ်တော် MLA တို့ပေါင်းစည်းပြီးရာမညမွန်တပ်တော်ရာမညမွန်အာမီအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့အပေါ် မွန်ပြည်သူလူထုနဲ့အတူပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ကကြိုးစုံဂုံပြူချောင်းကြေညာခဲ့ပါတယ်။ဒါ့အပြင်ပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL အနေနဲ့အခုအစ်စ်ဖွဲ့စည်းတီထောင်လိုက်တဲ့ရာမညမွန်တပ်တော်ကိုတော်လိုင်းမဟာမိတ်အဖြစ်သတ်မှတ်ပြီးပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ NSMB AD နိုင်ငံရေးစီရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တွေပါဝင်တဲ့ NMSPAD နိုင်ငံရေးစီရေးကော်မတီကိုဖွဲ့စည်းပြီး၎င်းတို့ဥဆောင်မှုနဲ့ရမညမွန်တက်တော်ရဲ့စီရေးဆိုင်ရာလုပ်ငန်းတွေကိုအကောင့်ထည့်ဖော်ဖို့စီဦးစည်းချုပ်ဗိုလ်မှူးချုပ်စလွန်ထော်ဒုစစ်ဦးစည်းချုပ်တစ်ဗိုလ်မှူးကြီးစိုးဝင်းနဲ့ဒုစစ်ဦးစည်းချုပ်နှစ်ဗိုလ်မှူးကြီးကြည်စံတို့ကတာဝန်ယူဆောင်ရွက်သွားမယ်လို့သိရပါတယ်ဆက်လက်ပြီးရမညမွန်တက်တော် NMSBAD RMA အနေနဲ့ဆင်အနာရှင်ကိုတော်လန်ဖို့နဲ့ကိုပိုင်းပြဌန်းခွင့်ရှိတဲ့ မွန်ပြည်ပေါ်ပေါက်ရေးတို့အတွက်တိုင်းသာတော်လှန်ရေးမဟာမိတ်တွေပြည်သူ့ကောင်ကွယ်တပ်ဖွဲ့တွေနဲ့အတူဆက်လက်ပူးပေါင်းသွားမယ်လို့ဆိုထားပါတယ်။